ဘာယတိရာစင်ညာဆိုတဲ့တေရပြမြို့စာကြီးဟာပရလောကနဲ့နောက်ဘဝဆိုတာကိုလက်မခံတဲ့လူဖြစ်တယ်။ကနေ့ကမှလည်းရှိတာပဲ။နောက်ဘဝမရှိဘူးပရလောကမရှိဘူးဆိုတာအဲ့တော့မရှိဘူးဆိုတဲ့နတ္တိကဝါရနဲ့ပတ်သက်လာတဲ့အခါမှာအချက်ဆက်ချက်ရှိတယ်။အဲ့ဒါကိုမှတ်သားဖို့လို့ ဒါကိုနတ္ထိကဝါရလို့ခေါ်တယ်။နတ္ထိဆိုတာမရှိတာနတ္ထိက မရှိဘူးလို့ပြောတယ်ဝါဒ။ဘာတွေမရှိတာတုံးလို့ပြောမယ်ဆိုရင်အချက်ဆက်ချက်ရှိတယ်တော့။နတ္ထိဒိဋ္ဌံဘေကံလူတန်းကြီးရဲ့အကျိုးကျေးဇူးမရှိဘူး။ ဒါနကောင်းမှုဆိုတာတော့ရှိတယ်ကိုတော့ကိုလူချင်းလူတိုင်းပဲအဲ့ဒီရဲ့အကျိုးမရှိဘူးလို့ပြောတာဒါနကုသိုလ်ကနေအကျိုးပေးမှာမဟုတ်ဘူးလို့ကုသိုလ်ရဲ့အကျိုးကိုညှင်းပယ်တာကံတရားရဲ့အကျိုးကိုညှင်းပယ်တာအဲ့တော့ပထမချက်ကနတ္ထိဒိဋ္ဌံပေးလူချင်းရဲ့အကျိုးမရှိဘူး ုတိယကနတ္ထိယိတ်ထံရှေရုံကအလှူကြီးပေးတယ်ဆိုတာရစ်ပူဇော်တာလို့ဟာမျိုးတွေပေါ့ဒေတာတစ်ခုလုံးချုံငုံပြီးတော့ဥမမဲစတုဒီတာတို့လို့ဟာမျိုးတို့နောက်ရစ်ပူတော့ရစ်ပူဇော်တာမျိုးလို့အဲ့လိုကြီးကြီးကျယ်ကျယ်အလှူကြီးပေးကန္နာရဲ့အကျိုးကျေးဇူးမရှိဘူးလို့ ညင့်ပေတယ်နတ္ထိဟုတံဟုတဆိုတာလက်ဆောင်ပေးတာဧကန္နာအဲ့ဒီလိုအသေးဖွဲ့ပေါ့အဲ့ဒီလိုကုသိုလ်မျိုးရဲ့အကျိုးကျေးဇူးတွေမရှိဘူးလို့အကျိုးတရားကိုညင့်ပေတာအလှူတာနဲ့နဲ့ပတ်သက်တဲ့ညင့်ပေချက်သုံးခုနောက်တတိယ စရုထတခုကတော့နတ္ထိသူကတထုကတနာကမ္မနံဖလဝိပါကောတဲ့သူကတကမ္မကုသကံထုကတကမ္မအကုသကံကုသကံအကုသကံတို့ရဲ့အကျိုးဆိုတာမရှိဘူးလို့စရုထချက်ကအဲ့ဒါနဲ့ညင်ပေတာတော့ဆိုလိုတာကံရဲ့အကျိုးမရှိဘူးလို့ပြောချင်တယ် နတ္တိအယံလောကောအယံလောကဆိုတာကိုယ်လက်ရှိရထားတဲ့လောကအခုမှပဲလူတွေဆိုလို့ရှိရင်လူလောကသည်အယံလောကဋ္ဌိလောကကိုရထားတဲ့လောကအဲ့ဒီကိုရထားတဲ့လောကမျိုးကိုတခြားပရလောကလူအတွက်ဒီလောကဆိုတာမရှိဘူးဒီလိုဆိုလို့ရပေါ့ဘယ်ကနေကြည့်တဲ့အခါ ောက်တကဒီအတိတ်ကြီးလိုက်တဲ့အခါကျတော့နတ်တိပရောလောကောနောက်လောကဆိုတာမရှိဘူးလို့ပြောတာဒီလောကကနေကြီးလိုက်လို့ရှိရင်လည်းပဲပရလောကတခြားလောကဆိုတာမရှိဘူးဘာနဲ့တူလို့ဆိုရင်ခဏခင်မှာ ချူသားတွေအကြောင်းပြောနေကြတာနဲ့တူတယ်။ထိကပါကျုပ်ကလူတွေတခြားကပါကျုပ်ကလူတွေဆိုတာလို့။ဩတခြားကပါကျုပ်ကလူနဲ့ဒီကပါကျုပ်ကလူကိုလက်တွေ့ရရှိကြတဲ့လောကကအယံလောကတခြားလောကကပရလောကအဲ့တော့ပရလောကမှာ နေတဲ့ပုဂ္ဂိုလ်အတွက်ဒီလောကဆိုတာမရှိဘူးဒီလောကကပုဂ္ဂိုလ်အတွက်လည်းပရလောကမဆိုတာမရှိဘူးဆိုလိုတာကသူလောကမှာပဲသူကုပြောင်းမှုမရှိတဲ့သဘောလည်းဖြစ်နိုင်နောက်ဒီနောက်တစ်ခုကနတ္ထိမာတာနတ္ထိပိတာအမေ ့ဩမာပြုစုလုပ်ကျွေးရတဲ့ကုသိုလ်အမိပေါ်မှာစောကားတဲ့အကုသိုလ်အဲ့ဒီကုသိုလ်ဟာဥဒ္ဒရီရလဲအကျိုးမပေးဘူးလို့ဆိုလို့ရကျိုးမရှိဘူးနတ္ထိပိတာအဖေပေါ်မှာပြုစုလုပ်ကျွေးရတဲ့ကုသိုလ်အဖေကိုစောကားလို့ရရှိရတဲ့အကုသိုလ်အဲ့ဒီ အကုကုတော်အုပ်သွားလဲအကျိုးမရှိဘူးလို့သူတို့ညင်းပေတာနောက်ကုကုမြောက်တခုကနတ္ထိတတ္တဩပပတိကလူတယောက်ဟာသေသွားပြီးပြန်မွေးတာမရှိဘူးနော်ဘဝတခုကသေသွားရင်ပြီးတော့နောက်ထပ်ပြန်မွေးဖို့မရှိဘူး Nanti tada, da oba ba saya ka lu Nanti ku myau ja ro nathi si imisa loka prinsa loka tiyang binya tesika dawa pawe di 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 tamana pyamana nathi sulure de be ka ကိုယ်တိုင်သိရှိနားလည်ပြီးဒီလောကအကြောင်းနောက်လောကအကြောင်းကိုဟောနိုင်ပြောနိုင်တဲ့အကျင့်ကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေသူမြတ်တွေရှိဘူးလို့ပြောတာသဗ္ဗနာပြောတာဆိုလိုတဲ့အိဗေကဒီနံပါတ်30ဆိုလိုတဲ့အိဗေကလောကမှာဖျားဆိုတာမရှိဘူးလို့အဲ့လိုပြောတာအဲ့တော့အဲ့လိုပေါင်းလိုက်တဲ့အခါ10ချက် အတ္တိကဒိဋ္ဌိဆိုတာအဲ့ဒီဆယ်ချက်ကိုညှင်းဆို့ထားတာအဲ့ဒီညှင်းဆို့တဲ့ဝါဒကိုနတ္တိကဝါဒလို့ဒီလိုခေါ်တယ်အခုသေရပြမြူစာပါယတိရဇေညာဟာအဲ့ဒီဆယ်ချက်တဲ့ကအချက်၃ချက်ကိုသူကညှင်းဆို့တယ်ချက်၃ချက်ကဘာလို့ဆိုရင်နတ္တိပရောလောကော ရလောကဆိုတာမရှိဘူးဒီလောကတော့သူအတိမပြုတယ်ပရလောကကိုအတိမပြုဘူးနော်ဒီကျိုးသားတွေကိုတော့အတိမပြုတယ်တခြားကျိုးသားအတိမမပြုတဲ့သဘောပေါ့နော်ပရလောကဆိုတာမရှိဘူးလေနတ္ထိတ္တဩပပတိကသေးပြီးတဲ့ပြန်သေးပြီးနောက်ပြန်မွေးတဲ့တတ္တဝါဆိုတာမရှိဘူးဆိုတာနောက်ဘဝဆိုတာမရှိဘူးလို့သူတို့ဆို လူတယောက်တဘဝတူသေဆုံးပြီးတော့နောက်ထပ်ပြန်မွေရမရှိဘူးဒီအချက်ကိုလည်း तू ကလက်မခံပြန်မွေတယ်ဆိုတာလက်မခံဘူးပြန်ပြန်မမွေဘူးလို့ပြောတယ်နတ္ထိသူကတဒုက္ကတာနံကာမနံဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အကျိုးတရားကိုလည်းပဲညင့်ပယ်တယ်သူကဒီအချက်သုံးချက်ညင့်ပယ်တဲ့နတ္ထိကဝါဒဆွဲကင်ထားတာ thank mm -hmm. you